မင်္ဂလာပါဒီနေ့တော့ကျွန်တော်ဘူမင်းအောင်လိုင်းဆိုတဲ့မတရားအာဏာသိမ်းရှစ်ကောင်စီမင်းအောင်လိုင်းဟာနိုင်ငံတော်ပုံကံမှုမြောက်သလားမင်းအောင်လိုင်းအပါဝင်ရှစ်ကောင်ဆောင်တွေကိုတရားဥပဒေရမြက်ကွယ်ပေတံမျိုးချမှတ်ချမှတ်နိုင်တဲ့ဥပဒေပေးထားချက်တွေရှိသလားဆိုတာမျိုးစဉ်းစားမိပါတ ပထမဆုံးတစ်ချက်အနေနဲ့မင်းအောင်လိုက်နာစကစကစထိုးသူဟာထိုးစင်းချိန်ခါက2021 February လုံးကအနာသိင်းခဲ့တယ်အဲ့ဒီအနာသိင်းစဉ်ကာလမှာတောင်းချင်ပေါ်သီးဖို့အချိန်ကဥပဒေကအတည်ပြုလာတယ်နောက်ပိုင်းတော့ NUG ကဖျက်လိုက်တယ်ပေါ့ဗျာဒါပါအဲ့တော့2018ပြည်ဖို့အခြေခံဥပဒေအရာ မင်းအောင်နိုင်ဟာနိုင်ငံတော်ပုံကံမှုမြောက်တနာဒါကိုဥပဒေကြောင်းရဥပဒေပညာရှင်တွေကအသေးအချာကိုမှတ်တမ်းတင်သိသိရမယ်ပြောဆိုရမယ်ရေးဆွဲရမယ်မျက်ဝင်သေးတံချသည်ချရမယ်ဘယ်သူတွေကလုပ်တင်တယ်အမှန်ဆိုရင်တော့ပြည်သူလူထုမန်တိတ်ရပြီးတော့ဖွဲ့စည်းထားပါတယ်ဆိုရယ်အမျိုးသားညီညွတ်ရေးအစိုးရရဲ့တရားရေးဝန်ကြီးဌာနကတရားသူကြီးချုပ်တရားရေးဝန်ကြီးကဥဆောင်ပြီးနိုင်ငံတော်စစ်ခုံရုံးဖွဲ့ကာ စစ်ခုံရုံးရပ်ဘက်ခုံရုံးနှစ်ခုပေါင်းဆက်ဖွဲ့စည်းကနိုင်ငံတော်ပုံကန်သူစစ်ဘိုလ်ချုပ်အပေါင်းပါတစုအားမြက်ွယ်သေးတယ်ချမှတ်လိုက်သည်အပေ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 ပုံမှရကြောင်းဆိုတာမျိုးလုံရင်ရမရတင့်မတင့်ဒါကျွန်တော်ခေါင်းထဲမှာဒီနေ့တော်တော်ကိုစဉ်းစားစရာဖြစ်နေပါတယ်ဘာကြောင့်လဲဆိုတော့ ဒီအချိန်မှာမင်းအောင်လှိုင်ဟာနောင်တတစုံတရာရနေပြီလို့တန်တရားကျွန်တော်ရှိနေပါတယ်။သူအနာသိမ့်လိုက်တာနောင်တရနေပြီလားဆိုတဲ့ကျွန်တော်စဉ်းစားချက်ကျွန်တော်စဉ်းစားချက်တန်တရားဘာကြောင့်လဲဆိုတော့ငင်းကြမ်းရေးစကားကိုတွင်တွင်ပြောပြီးရွေးကောက်ပွဲနဲ့ထွက်ပေါက်ရှာနေတယ်။အဖက်ဖက်စစ်မြေနာမှာဆစ်ရှုံးနေတယ်။နာမကတိုင်းစစ်ဌာနချုပ်တွေအကုန်လုံးနှီးပါဝိုင်းဝန်းပိတ်ဆို့ခံနေရ နာမခအနောက်ပြောင်းတိုင်းစစ်ဌာနချုပ်နာပခအနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကြီးလုံလုံဆုံရှုံသွားခဲ့ရပြီစစ်သားဦးရေတိမ့်နဲ့ချီပြီးတိတ်ကြီးပြက်စီးနေတယ်စစ်တမ်းရတွေထဲမှာငိုတမ်းတွေညံ့နေတယ်နော်ဒါကစီရေးစီရနိုင်ငံရေးဘက်မှာကြည့်မယ်ဆိုပြီးကြည့်မယ်ဆိုပြန်ရင်လေအောက်ကလီအောက်ကလာနိုင်ငံရေးသမားလို့ခေါ်တဲ့လူရလွှဲရင် တမိုင်းအစဉ်အဆက်မှာရှိတဲ့နိုင်ငံသမားအလုံးဟာမင်းအောင်လိုင်ကိုပုံကန်သူအာနာသိန်းသူဖက်စစ်တယောက်ဖြစ်ပဲညီလာတွေ့ရတယ်။ဘုံနေဝင်းနဲ့မတူတာတွေအများကြီးရှိတယ်။ဟုတ်ပြီနော်။ဟုတ်ပြီ။အဲ့ဒါဆိုနောက်တစ်ခုထပ်ကြည့်အောင်။ရွေးကောက်ပွဲနဲ့ထောပေါက်ရှာတယ်လို့တဖက်မှာလည်းတိုင်းပြည်စီးပွားရေးထိုးကြပါတယ်။ဘီတူတူတို့ဟာနေ့စဉ်စာဝင်နေရေးအတွက် မသိဘူးတမင်ရှင်တန်ထမင်းစားနေရတယ်။ရေမီလက်စစ်အခြေခံအဆောက်အုံတွေအကုန်လုံးမဖြည့်ဆည်းပေးနိုင်ဘူး။ဒီကြားထဲမှာပုံမှန် article 33ဆိုတဲ့နိုင်ငံကအရေးယူမှုတွေ ICC က warrant ထုတ်တာတွေ warrant ထုတ်ဖို့ရှိတာတွေဒါတွေအပါအဝင်အနည်းဆက်ဆုံး ASEAN ဥက္ကဋ္ဌကတော့ရေကောက်ပွဲထက်တိုင်းပြည်မှာစစ်ပွဲကြီးချက်သွားမှုအရေးကြီးတယ်လို့ထွက်ပြောရတဲ့အထီး နိုင်ငံကြီးမျက်နှာစာတန်တမန်ကြီးမျက်နှာစာမှာကြာဆုံးနေတန်တမန်ကြီးမျက်နှာစာမှာကြာဆုံးနေလို့အကြံပြင်းဆိုပေမဲ့နိုင်ငံတန်ယုံတွေဟာယနေ့အချိန်ထိရန်ကုန်နေပြည်တော်မှာအခြေစိုက်ထားတဲ့တန်ယုံအမြောက်အများရှိစေပြီတာမတ်တွေအကုန်လုံးစွန့်ခွာသွားတဲ့ဆိုတဲ့အခြေအနေမျိုးတော့မဟုတ်သေးဘူးဒါပေမဲ့ဘူမင်းအွန်လိုင်းကိုဖတ်စစ်တဲ့အောင်အကြံဖတ်တဲ့အောင်အနေနဲ့သာဆက်ဆံပြီး တူတူတန်တန်ဒန်းတူဆက်ဆံတဲ့အနေအထားမျိုးမတွေ့ရဘူး။လူရသွင်းတာဆိုလို့ရုရှားနဲ့တရုတ်ဘီလာရုဆိုတဲ့သုံးနိုင်ငံကိုကျွန်တော်တို့အကြံမီတွေ့လို့ရတယ်။အဲ့တော့မင်းအောင်နိုင်ဟာသူလက်ရှိကျင့်သုံးနေတဲ့လက်ရှိနိုင်ငံတော်မှာသူကိုယ်သူအစိုးရလို့ခံယူပြီးကျင့်သုံးနေတဲ့2008ဖွဲ့စည်းပုံအခြေခံဥပဒေနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကိုချိုးပေါက်နေတဲ့စစ်ကောင်းဆောင်တရားဟုတ်သလားမဟုတ်ဘူး။ အကြမ်းမြင့်ဆန်းစစ်ကြည့်အောင်ကျွန်တော်တက်ဥပဒေကိုနားလည်တယ်ရှေ့ကဥကုန်လီလို့လူမျိုးတွေရဲ့တော်ကြချက်တွေတော့အားလုံးသိမိတာဖြစ်မှာကျွန်တော်ကတော်လိုင်း9နှစ်တာကာလလေးမှာကျွန်တော်တစ်ဖက်ကနိုင်ငံရေးစစ်မျက်နှာဆိုတဲ့စစ်မျက်နှာကြီးတစ်ခုဥပဒေချောင်းတိုက်ပွဲတစ်ခုလက်နက်ကင်တိုက်ပွဲတစ်ခုဗတ်စုံတိုက်ပွဲတတန်းကိုကျွန်တော်စဉ်းစားမိလို့ပါနိုင်ငံရေးကကျွန်တော်တို့ဥပဒေအရကျွန်တော်တို့ပြောကြရအောင်နံပါတ်1နောက်ရှစ်ကိုမင်းအောင်လိုက်ချိုးဖောက် မဲမတမာမှုဆိုတဲ့ကိစ္စနဲ့အာဏာသိမ်းတယ်။နှလုံးရှိပွေစည်းမှုအခြေခံဥပဒေထဲမှာရွေးကောက်ပွဲဆိုင်ရာကိစ္စရဲ့များအားလုံး၏အဆုံးအဖြတ်သည်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌပြည်တော်စုရွေးကောက်ပွဲ ကော်မရှင်၏အဆုံးဖြတ်တာဖြစ်သည်။ဒါကိုမစီမဆိုင်ထပြီးအာဏာသိမ်းတယ်။နံပါတ်၁တစ်ချက်ချိုးပေါက်တယ်။နံပါတ်၂နိုင်ငံတော်တိုင်းပြည်ငံနိုင်ငံတော်သမရအစရှိတဲ့နိုင်ငံ အကြီးအကဲများကိုစစ်တပ်ကဖမ်းဆီးရမယ်လို့ခွင့်ပြုပေးထားတဲ့ အချက်တစ်ချက်မှနှစ်နောက်ရှိပေါ်စီပုံမှာမပါဘူးနော်နမတော့နိုင်ငံတော်ပေါ်စီပုံအခြေခံဥပဒေဆိုတဲ့2008နာဂိတ်ဥပဒေထဲမှာအခန်းတစ်အခြေခံမူများပုံမှန်၄နိုင်ငံတော်ဤအချုပ်ချာအာဏာဒီပြည်သူလူထုထံမှဆင်သက်တယ်ဒီအချက်ကိုပျောင်ပျောင်တင်းတင်းချိုးဖောက်တာတွေ့ရတယ် ။ဘာကြောင့်လဲဆိုတော့တိုင်းပြည်ရဲ့နေမြီတွေတိုင်းပြည်ရဲ့ငွေကြေးတွေတိုင်းပြည်ရဲ့အချုပ်အခြာအာဏာတွေအကုန်လုံးကိုမယောင်နိုင်ဟာရယူကြိုက်ဆွဲထားပြီးပြည်သူလူထံကလူယူထားတယ်ပြည်သူလူတို့ကိုဘာတိပိုင်ခွင့်မှမပေးဘူးပြည်သူလူရဲ့အချုပ်အခြာအာဏာကိုစစ်တပ်ကလူယူထားတယ်စစ်ကောင်းဆောင်ကတူပါဒီအချက်တွေကိုခြေခံအားဖြင့်နောက်ကြည့်ဘော်ဒီဘော်အခြေခံဥပဒေကိုမယောင်နိုင်တာ မင်းအွန်လိုင်းကိုစစ်အုပ်စုဟာချိုးဖောက်ပြီးနိုင်ငံတော်အာဏာကိုသိမ်းနေဒါကြောင့်နံပါတ်1ဖွဲ့စည်းပုံအခြေခံဥပဒေချိုးဖောက်မှုဖြစ်ရာသီဥပဒေပုံမှန်124ရနိုင်ငံတော်ပုံကံသူအဖြစ်သတ်မှတ်လို့အကြမ်းမြင်ရပြီဒီတတိကြတိကြတဲ့အချက်လေးတွေရှိနိုင်တယ်နောက်ထပ်နောက်နောက်ရက်ဒီမှာကျွန်တော်ထပ်ပြီးတော့ရှာဖွေဆွေးနွေးမယ်နံပါတ်1 ဘောဒီမွန်ချေကန်ဥပဒေဘူဂျောင်းဆန်နေတော့ဖာစာပလာလို့ပါလို့ရေးဆွဲခဲ့တယ်ထောင်ကို84ဘောဒီမွန်ချေကန်ဥပဒေထောင်ကို88အရေးတော်ဝင်နောက်ပိုင်းပြန်စည်းသွားပြီးရပ်ဆိုင်းလိုက်တယ်2008ဖွဲ့စည်းပုံအခြေခံဥပဒေဒီဥပဒေ3ခုလုံးဟာထောင်ကို50ခုဥပဒေကလွှဲရင်ကျန်တဲ့ဥပဒေ2ခုဟာစစ်တပ်ကစိတ်ကြက်ရေးဆွဲခဲ့တဲ့ဥပဒေဖြစ်တယ်လို့ဒီဥပဒေတွေအကုန်လုံးကိုလည်းစစ်တပ်က သူတို့ရေးဆွဲပြီးတိုင်းချိုးဖောက်လေရှိတယ်ဆိုတာတမိုင်းမှာရှိတယ်။ဘောင်ကောက94ဖွဲ့စည်းဖို့အချိန်ကဥပဒေကိုဦးနေဝင်းကရေးဆွဲတယ်။ဥပဒေပိုင်းဆိုင်ရာအကန့်သက်ဥပဒေပိုင်းဆိုင်ရာဖုန်းနှက်ချက်ဥပဒေပိုင်းဆိုင်ရာအတားအဆီးလေးတခုကျွန်တော်ပြောပြချင်ပါသေးတယ်။ဘောင်ကောက58မှာအာနာလွဲမယ်လို့ဆိုတဲ့အချိန်မှာဦးနေဝင်းဗိုလ်ချုပ်နေဝင်းဆိုတဲ့ဦးနေဝင်းကိုအဲ့တော့နိုင်ငံတော်သမ္မတဖြစ်သူ ဥမှုကအာဏာလွှဲမယ်လို့ဆိုတယ်။အာဏာလွှဲဖို့နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကခွင့်မပြု။ဘယ်အချက်ကခွင့်မပြုလဲဆိုတော့နံပါတ်ပုံမှန်136တယ်။ရေကောက်ခံမဟုတ်သူကလားသိနော်ရေကောက်ခံမဟုတ်သူဟာနိုင်ငံတော်ဝန်ကြီးချုပ်ခန့်အပ်ပိုင်ခွင့်မရှိဆိုတဲ့အချက်တွေ့ရတယ်။အဲ့ဒီပုံမှန်နဲ့ပတ်သက်ပြီးတော့အဲ့ဒီပုံမှန်ကိုပြင်ဖို့ပြောပေမဲ့လွတ်တော်ကလုံးဝပြင်မခံဘူး။နော် ဥနုကအာနာလွှဲမယ်ဆိုလို့ဥနေဝင်အာနာခဏလွှဲမယ်ဆိုတဲ့အချိန်နေဝင်မင်းအာနာမသိနဲ့စစ်တပ်ကအာနာသိနာတမိုင်းစင်လာဖြစ်သွားမယ်ငါမင်းကိုလွှဲပေးမယ်တိုင်းပြည်အခြေအနေတည်ငြိမ်ပြီးရုပ်ောက်ပဲပြန်လုပ်ပြီးလုပ်ပြီးလို့ရှိရင်တိုင်းပြည်ကိုအာနာပြန်အပ်အနိုင်ရပါတီကိုအာနာပြန်အပ်ဆိုပြီးအဲ့လိုလုပ်ပဲအချိန်မှာပုံမှန်136တောင်ကလေးစားပုံဖွဲ့ပြီးဖို့အချိန်ကဥတည်ရခွင့်မပြုဘူးလို့သိရတယ်ဒါလည်းရှာဥက္ကဋ္ဌလို့ပြောကြချက်တယ်မှာပါတယ်အဲ့တော့အဲ့ဒီမှာ အာနာလွဲကိုဘလို့ဥရိယပိတ်ထားတဲ့အတွက်ဘလို့ကြော်လွားခဲ့ရလဲဆိုတော့ဟိုမှာတတိချောက်ကိုကိတ္တဆိုင်ငံသည်ရွေးကောက်ပွဲပြီးမှပြန်လဲအတက်ဝင်ပြီဆိုတော့ဆုံးဖြတ်ချက်တည်းကိုရအောင်ညှိနှိုင်းပြီးတော့ဆောင်ရွက်နိုင်ခဲ့တဲ့အတွက်ဥနုဟာဥနေဝင်ကိုအာနာလွဲပေးခဲ့နိုင်တယ်တောင်က58ပြီးတော့မှတောင်ကို6တောင်ကို58 59 60မှာเนาะ67လား60လားအဲ့မှာကျွန်တော်တို့ ေကောက်ပွဲပြန်လုတ်တယ်ပေါ့နော်တန်ရှင်းတည်မြဲပေါ့တန်ရှင်းဖဆပလတည်မြဲဖဆပလဦးဦးနုနဲ့ဦးကျော်ငိမ့်တို့တအုပ်စုစီနိုင်ငံသမားတွေကြွေးကြပြဲကြတယ်အဲ့မှာတော့ဟော90နှစ်မှာတော့ဟော60ရေကောက်ပွဲဒီနောက်ပိုင်းမှာဦးနုဦးနုကပြန်အနိုင်ရပြီတမနာဖြစ်ပြီးတကလားဖက်ဒရယ်ပြည်တော်စုဆိုပြီးတော့ရှစ်ပြည်နယ်မှုအခြေခံနဲ့ညီမရုပ်မြင်တန်ကြားမှာအစည်းအဝေးတွေလုပ်ပြီးတော့ဖက်ဒရယ်ပြည်တော်စုလုပ်မယ်လို့ပြောတဲ့အစည်းအဝေးတွေခဏခဏလုပ်တဲ့အချိန်ပေါ့ဗျာအဲ့ဒီကလားအဲ့ဒီမှာတော့ဟော60နှစ် မတ်လတရက်နေ့အစည်းအဝေးလုပ်ပြီးမတ်လနှစ်ရက်နေလားမသိပြန်ဆမယ်ဆိုပြီးတော့အဲ့မှာဦးနေဝင်အားနာထားသိတာမတ်လနှစ်ရက်နေမှာတိုင်းနာခေါင်းဆောင်တွေအားလုံးနဲ့နိုင်ငံတော်တမရဖြစ်တဲ့ဦးနုနိုင်ငံတော်ဝန်ကြီးချုပ်ဖြစ်တဲ့ဦးနုအပါအဲ့တော့တမရဆက်ရွှေတိုက်တယ်ဆက်ရွှေတိုက်ဖက်ဒရယ်ဆိုတာတိုင်းပြည်ကိုပြုတ်ကွဲသွားမှာမဟုတ်လို့ဆိုရင်ဂျင်းကျွေးပြီ နော်ဆိုတော့ကမက်လာနှစ်ရက်နေလက်ရှိတောင်းမှုတဲ့ဓမ္မနေ့ဟာဥဒေဝင်အာလာသိနေနေပါကျွန်တော်တို့ drive ဒီလုံးကိုဂျင်းထက်ခံနိုင်ရအဲ့ကနေတစ်ဆင့်မှကျွန်တော်တို့ဆက်သွားကြရရင်အာလာသိနေသမဏသမဏဆွတ်ချီတိုက်ကိုဖမ်းနေသူတောင်းကိုပြစ်တတ်တယ်အစားရှိနေပေါ့ဗျာဖြစ်တယ်ပြီးတော့မှဥနေဝင်မြင်းလောင်းနေချဲမြင်းလောင်းနေလောင်းစားလုပ်တဲ့မယားတွေထဲလဲယူတဲ့တရားတယ်နဲ့တိတ်နေတိုင်းပြီးဆိုရှယ်လေးနိုင်ငံတော်ကြီးလုပ်မယ်ပြောတယ်အဲ့အဲ့ဒီတော့ကနိုင်ငံရေးသမားတချို့နိုင်ငံရေးသမားတွေကဥနေဝင်ကိုထောက်ခံတဲ့ န်းလူတွေရှိသေးတယ်ရှိတယ်အဲ့တော့ဗာလဲမြန်မာမီးညီမဟန်ဆိုရှယ်လစ်တို့ဒီလားဒါတွေနဲ့ပေါ့ဗျာဆိုအဲ့ကနေဒီစင်ပေါ့တော့ကရေတော်ဝင်ဖြစ်လာတယ်ပေါ့ဗျာနော်ကြော်လိုက်တော့ဖြစ်လာဖြစ်လာပြီးဒီကလာတော့49ကနေ၄၀ကိုရဆိုင်ပြီးတော့ရေးဆွဲလိုက်တဲ့တော့84ဖွဲ့စည်းပုံချေခံဥတွေဖြတ်သိမ်းလိုက်တယ်မရှိတော့ဘူးဆိုပြီးလုတ်ပြီးတော့အဲ့ဒီမှာကျွန်တော်ထင်တယ်အစိုးရ60လောက်ပြုတ်တယ်အဲ့ဂျာကလာမှာ88ကာလာဒီမှာ ဦးနေဝင်ပြုတ်တယ်နောက်တော့နောက်ထပ်စိန်လွင်စိန်လွင်ပြုတ်တယ်အဲ့လိုအဆရှိတယ်ပေါ့ဗျာအဲ့တော့ဘာလဲစိန်လွင်6တန်းတစောက်ကန်းလို့သာပါလို့ပေါ့နော်အဲ့ဒါကြီးဖြစ်ပြီးတော့ထောင်ဝစစ်တေရေတော့ဘုံကြီးဟာတစုံတစ်ခုအထိအောင်မြင်ခဲ့ပြီမဲ့အလုံးစုံတိုင်းပြည်ပြောင်းလဲမဖြစ်ခဲ့ဘူးပေါ့ဗျာကြော်လိုက်အဲ့ဒီမှာတစင်တန်းရွှေပေါ့နာဝတနိုင်ငံတော်ညွန့်ပြပြမှုတိဆောင်ရေးအဖွဲ့အဲနောက်ပြီးတော့နာအဖနိုင်ငံတော်အေဂျင်တာမှုတိဆောင်ရေးအဖွဲ့ဆိုပြီးထောက်ကိုကဖွဲ့စည်းပုံအခြေခံမရှိပဲ မာရှယ်လောတဲ့တိုင်းပြည်ကိုအုပ်ချုပ်တယ်15နှစ်လောက်အကြာမှာတော့2000ရွှေရောင်ရောင်အပြီးမှာအမျိုးသားနီလာခံကြီးကို15နှစ်လောက်ကျင်းပပြီး2008ဖွဲ့စည်းပုံအခြေခံဥပဒေကို2008နာဂစ်မုံတိုင်းတိုက်နေချိန်မှာတည်ပြုတယ်လူသေးတွေပါပါတယ်ဘယ်သူမှမကြိုက်တနိုင်ငံလုံးကျွန်တော်တို့မမေးဘူးဘယ်တော့မှမေးဖို့လည်းစိတ်ကူးမရှိဘူး2008ကနာဂစ်ဥပဒေနောက်ချင်းနဲ့ပတ်သက်ပြီးအကြေတဝန်ရှင်းရမှာရှိသေးတယ်ဒါနောက်ချင်းဖြစ်ပေါ်လာပုံလေးအကျမ်းပြောတာအမျိုးသားနီလာခံကြီးညောင်းနှစ်ပိနီလာခံပေါ့ အဲ့ဒီအနေမှာတဆင်သိမ့်စိန်ဆိုရမြို့ကောက်ပွဲဝင်ကြတယ်2010မှာကြက်ခိုင်ပါတီနိုင်တယ် NLD ကအဲ့တော့ကမပြိုင်ဘူးရွှေကိုတိုင်းကျညာစာတန်းဝင်ပြင်းပြင်းဝင်းကိစ္စတွေနဲ့ပတ်သက်ပြီး NLD က2010မြို့ကောက်ပွဲမှာဝင်မပြိုင်ဘူးအဲ့ဒီမှာခမောက်ပါတီတို့နဲ့သိမ့်ညွန့်တို့အုပ်စု NLD ရောင်ရောင်ပါရောင်နဲ့အနိုင်ရတော့တာတွေအများကြီးရှိတယ်အဲ့ဒီအနေမှာတဆင်ပေါ့ဗျာ2010မှာတော့မြို့ကောက်ပွဲအဖွဲ့ချုပ်ရဲ့ နော်ဆုံးဖြတ်ချက်များဖြစ်ပေါ်ဂျာပြတ်ရွေးကောက်ပွဲဝင်ပြိုင်ပြီဆိုပြီး43နေရာ44နေရာမှာ43နေရာအနိုင်ရတယ်မမေရဒေါက်တာမျိုးအောင်ဘိုးကော်မတီအခုဖန်ခံရတဲ့တကုံစစ်ကမ်းမှာကျွန်တော်တို့အောင်နိုင်ကြီးအတူလုပ်ခဲ့တဲ့သူတွေပေါ့နောက်ဆက်နေမှာနိုင်ရပြီတခါ2015မှာပေါ့ဗျာ2015မှာအလုံးစုံနိုင်ရတယ်တောင်မြိုကမ်းမြို့နိုင်ရတယ်အဲ့တော့ထပ်ပြီးတော့ဟိုပြဿနာတွေပေါ့ ဲ့ဒီ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ရေးအသိရေးဆွဲရေးဆိုတဲ့ကိစ္စကြီးဖြစ်လာခဲ့ပြီ။အဲ့ဒီပြင်ဆင်ရေးနဲ့အသိရေးဆွဲရေးမှာ ပြင်ဆင်ရေးလို့ပြင်ဆင်လို့မရဘူး။အသိရေးဆွဲမှရမယ်ဆိုပြီးဆရာကိုနီးဘဘဦးဝင်းတင်ကျောင်းဆရာဦးကြည်နင်းကျွန်တော်အပအဝင်ကျွန်တော်ရဲဘော်တိတ်မများဘူး။အသိရေးဆွဲရေးဆိုပြီးခိုင်ခိုင်မာမာရက်တိခဲ့။ဘုံစိမ်မှန်ခွင်းထဲမှာလူပေါင်း၃နဲ့ချီပြီးရှိတဲ့နေရာမှာကျွန်တော်တို့ကစာအားရလောက်ပဲရှိတယ်။အသိ ။ဘဘဦးနေပါလေရှာဦးကိုနေပါလေ။ဘဝမှာအမတ်ရဆုံးကိစ္စ။ဆိုတော့အဲ့တော့ကျွန်တော်ဖွဲ့စည်းပုံအခြေကိစ္စပဲပြောမှာဆိုကျွန်တော်နိုင်ငံရေးအခန်းတွေကိုခြံထားခဲ့။အဲ့ဒီမှာနောက်ကြိမ်ပေါ်ဒီကုန်ခြေခံဥတွေကိုပြင်ဆင်ရေးပဲလုပ်မယ်ဆိုပြီးတော့လိုင်းကြသွားတယ်ပေါ့ဗျာလူများတော့ဟွအီကိုကျွဲဖက်ကြတာပေါ့အဲ့တော့ဟုတ်ပါပြီပြင်ကြဆင်ကြလုပ်ကြတော့နောက်20နှစ်မှာအာနာသိမ့်တယ်ပေါ့အော်နောက်21မှာအာနာသိမ့်တယ်ပေါ့နောက်20မှာအန္တရာယ်ခတ်နိုင်တယ်စစ်တပ်ကိုဘယ်တော့မှပြည်သူလူလူอ่ะ အုတ်ချုပ်ခွင့်မပေးဘူးမလျော်သူတို့ရရင်ရတာနဲ့စစ်တပ်မဟုတ်တော့သူများနိုင်နိုင်ပြီစစ်တပ်ကိုဘယ်တော့မှနိုင်မပြီတမိုင်းတစ်ခုလုံးမှာကိုယ်တည်းရွေးကောက်ပွဲ2012ရွေးကောက်ပွဲ2015ရွေးကောက်ပွဲ2020ရွေးကောက်ပွဲဟုတ်ပြီနော်အဲ့တော့အဲ့2000ရှိဥပဒေကြီးနဲ့ပဲအာဏာသိမ်းလိုက်တယ်2000ရှိဥပဒေမှာအာဏာသိမ်းခွင့်ဘယ်နေရာမှာမှမပါဒါပေမဲ့2000ရှိဥပဒေမှာမရောက်နိုင်အာဏာ သိမ့်လိုက်တဲ့အတွက်နှောင်ရှိဥပဒေကြီးရှေ့သားနဲ့အာနာသိမ့်လိုက်တဲ့အတွက်ဒီအချိန်မှာမင်းအောင်လိုက်နှောင်တာရနေပြီလားလို့ကျွန်တော်တန်လျာဖြစ်မိတာ။ဘာကြောင့်လဲဆိုတော့နှောင်ချိဖွဲ့စည်းဖို့အချိန်မှာဥဒီထဲမှာစစ်တပ်အခန်းကဏ္ဍကြီးကြီးကျယ်ကျယ်ကြီးပါတယ်လို့ကျွန်တော်ပြောမိတာ။ဒါအားလုံးလည်းသိပြီလားတချို့ဥပဒေနားလေစစ်တပ်ကိုစင်းစစ်ခွင့်မရှိဘူး။စစ်သားတွေလုံးတည်းများအားလုံးဒီတမန်တော်ကဝေးဥစည်းကြီးအဆုံးဖြတ်တာအတီးဖြစ်နေ။ အဲနောက်တစ်ခုကပြည်ထရေးကာဝေးနေဆက်အရာလုံချိုကြီးပြည်တော်စုဝန်ကြီး၃ယောက်ကိုစစ်တပ်ကအော်တိုခန့်တယ်လွတ်တော်ထဲမှာအစိတ်သားအော်တိုပါတယ်ပြည်ထရေးအောက်မှာအများကြီးဗျာဂေါ်ဘကတော်ပြည်ထရေးအောက်ကထွေအုပ်ပြည်ထရေးအောက်ကရက်ကွက်စိန်မှုရိုင်းမှုအုပ်ချုပ်ရေးမှုပြည်ထရေးအောက်ကနောက်ပိုင်းမှာရွေးကောက်ပွဲတွေပါတယ်လှုပ်ပြီးတော့ပြန်ပြောင်းကြတာအဲ့ဒီမှာဒီကောင်တွေတိုင်ပတ်နေတာဗျာဒါပါတော့အဲ့ဒီနှစ်တော့ရှိဥပဒေထဲမှာစစ်တပ်ကရွေးကောက်ပွဲမတမာမှုဘာကြီးပဲဖြစ်ဖြစ် တမရကိုဖမ်းဒေါန်စန်းစုကြည်ကိုဖမ်းနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဖမ်းအာဏာသိမ်းခွင့်ကိုမရှိတာလုံးဝကိုမရှိတာဒါနိုင်ငံရေးပေါ်ဒီကိုအခြေခံဥပဒေကိုဖောက်ဖျက်တဲ့စစ်ကောင်းဆောင်တစုဟာနိုင်ငံတော်ပုံကံမှုမြောက်တယ်ဆိုရဲဒါနိုင်ငံတော်ပေါ်ဒီကိုအခြေခံဥပဒေဆိုင်ရာအချက်လက်ရကျွန်တော်ကျွန်တော်ဥပဒေတမားတော့မဟုတ်ဘူးဥပဒေကိုလိလာတယ်ကြိုက်တဲ့အတွက်ကျွန်တော်သိမိတဲ့လောက်ကျွန်တော်ပြောပြတာဖြစ်ကျွန်တော် share လုပ်တော့အဲ့တော့ဟုတ်ပြီ အဲ့ဒီပုံကံမှုမြောက်တဲ့အချင်းမျိုးကိုမသွားခင်တချိန်လုံးကကာဝေးဦးဒီချုပ်ဆိုတာနှောင်းချစ်ဖွဲ့စည်းပုံအခြေခံဥပဒေအရကြီးတက္ကန်တနာကြီးပြတိလားအင်ကြီးထဲမှာအင်ငယ်ဆောက်တယ်လို့ပဲတိုက်ပြီထဲမှာနောက်ထပ်တိုက်ပြီတစ်ခုလို့ပဲသူကဘရင်ပဲဘရင်တစုပဲအခုအာနာသိမ့်လိုက်ပြီးအခုကြမှာခွေးဖြစ်နေတာအဲ့တော့စစ်ကောင်းဆောင်တွေကနောင်တရနေပြီလားဆိုတဲ့တန်ရရမျိုးကျွန်တော်ရှိတာ ဘာကြောင့်မင်းကဒီချက်ကိုပြောတာလဲဆိုတော့ငင်းငင်းကြီးစကားတွေပြောလာတယ်တိုင်းပြည်စီးပွားရေးကတောင်းကနေဖြစ်နေတယ်သူတို့နေ့စဉ်သူတို့စစ်ဘူဂျုတ်တွေတော့မလုံခြုံနဲ့ဘဝနဲ့စိုးရင်ကြီးလန့်စားစားဖြစ်နေကြပြီအောက်ကြီးစစ်သားရဲဆိုတာယူနီဖောင်းဝတ်ပြီးအပြင်မတော်ရဲနော်ဒါတမှုငင်းငင်းကြီးစကားတွေလိုင်းလိုင်းပြောပြီးကလောက်ကြီးကလောက်အာပေါ့ဗျာနိုင်ငံရေးသမားတွေဆွဲခေါ်ပြီးတော့ ငင်းငင်းကြီးစွနေပွဲပြည်သူကနာနေပါပြီဆိုတော့ခေါင်းစဉ်နဲ့အညံ့မခံချင်တော့ထွက်ပေါက်ရှာတာတခုစစ်တပ်လုပ်တဲ့ငင်းငင်းကြီးဟာသူတို့ထွက်ပေါက်ရှာတာပဲလို့ကျွန်တော်ကတဲ့တယ်ရှုနေပါအဲ့တော့ငင်းငင်းကြီးလို့ကအော်ကျွန်တော်တခုပဲမေးမိဒီလူလူကကောမမှာဖြစ်တာမငင်းချအောင်လုပ်နေတာဘသူလဲမတဲနမနေ့မငင်းချအောင်လုပ်ခဲ့တာဘသူလဲ ဇန်နဝါရီလ30ရက်နေ့ဒီကျွန်တော်တိုင်းပြည်ကငြိမ်းချမ်းတရားဝါပြောနေတယ်။ NLD အစိုးရရဲ့အောက်မှာကြိုက်သည်ဖြစ်စီမကြိုက်သည်ဖြစ်စီကျွန်တော်တို့ NLD အစိုးရကိုပြောလို့ရတယ်ဝင်ကြီးဝင်ကြီးချုပ်အဆင့်ကိုလည်းကျွန်တော်တို့ကဝေဖန်ပိုင်ခွင့်ရှိခဲ့တယ်။နော်။တရားဥပဒေစိုးမမှုတစုံတရာရလာပြီ။အနေချက်တွေရှိပြီမဲ့လေပြောင်းလဲမှုကြီးစိတ်ချမ်းချမ်းသာသာတည်တည်ငြိမ်ငြိမ်နဲ့ရှိခဲ့တယ်မလား။ငြိမ်းချမ်းခဲ့တယ်မလား။ အာနာမသိန်းခင်2021ဇန်နဝါရီ30ရက်နေ့ညတကောင်7နာရီကျော်ဖေဗူလာတရက်နေ့ရတော့ကျွန်တော်တို့ငရေအတိကြခဲ့တယ်။အဲ့ဒီငိမ့်ငိမ့်ကြီးကိုအဲ့ဒီတိုင်းပြည်ငိမ့်ချမ်းတာယာနေတိုးတက်နေတာကိုဖျက်ဆီးခဲ့တာဘယ်သူလဲ။ဘုံမင်းအွန်လိုင်းနေတကွာစစ်အုပ်စုကအာနာသိန်းခဲ့လို့ဘယ်လိုတွေအကြောင်းလာပြပြအကြောင်းပြချက်ခါလဲမကင်လို့ဘူး။တိုင်းပြည်ဟာ အခုကဲ့သို့မငြိမ်းမချမ်းဖြစ်ရတာဖြစ်တယ်။မငြိမ်းချမ်းကြီးရဲ့လက်သေးတရားခံဟာမရောက်နိုင်တဲ့စေအုပ်စုဖြစ်ကြောင်းခိုင်ခိုင်မာမာပြောပြီးသွားပြီ။နောက်တစ်ခုကကျွန်တော်ထပ်ပြောမယ်သိကြအောင်။မြည်သည့်အကြောင်းနဲ့မှအာဏာသိမ်းပိုင်ခွင့်မရှိဘူးလေဥပဒေကြောင်းတစ်ခုပြောပြ။နိုင်ငံတော်မဟုတ်လေရွေးကောက်ပွဲနဲ့ပတ်သက်ပြီးမကြေလည်မှုတွေတရားမျှတဘာညာဘာညာပြဿနာမှန်သမျှဟာအဲ့ဖွဲ့စည်းပုံအခြေခံဥပဒေထဲမှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ဤအစိုးရဖြတ်တာအတီးဖြစ်တယ်လို့ပြဋ္ဌာန်းပြီးသား ကာကွယ်ဦးသီးချုပ်ကြီးအဆုံးဖြတ်တာအတီးဖြစ်တယ်လို့မပါဘူးဒီအချက်ကိုပြောင်ပြောင်တင်းတင်းစစ်အုပ်စုမရောက်နိုင်စစ်အုပ်စုချိုးဖောက်လိုက်တယ်သူတို့ကိုယ်ကနေတဲ့ဖွဲ့စည်းပုံတွေကကျွန်တော်ပြောနေတာနော်အဲ့တော့ဟုတ်ပြီပြည်သူလူထုနာနေပါပြီငြိမ်းချမ်းကြပါတော့နိုင်ငံသမားတွေထွက်ပြောကြတယ်ပြည်သူလူနာအောင်လုပ်ခဲ့တာလေမငြိမ်းချမ်းအောင်သူလုပ်ခဲ့တာလေငြိမ်းချမ်းခြင်းအပြည့်ရှိပါတယ်တိုင်းပြည် တရားအာဏာသိမ်းတော့လက်လွတ်လိုက်ပြီးပြည်သူ့ရဲ့ရွေးကောက်တင်မြောက်ခံရတဲ့အစိုးရအဖွဲ့ကို ပြန်လေရွေးကောက်တင်မြောက်ကကျူးလွန်ငယ်သမျှပြစ်မှုများကိုဝန်ခံရင်ဒီနေ့ဒီတိုင်းလုပ်ရင်အဲ့တိုင်းလုပ်ရင်ဒီနေ့ငြိမ်းချမ်းသွားပါမယ်ဂျုံလားအဖြစ်ရရှိပြီသားပါဝိလေကြောင့်ပဲမလုပ်ပါနဲ့စစ်တဲ့လုပ်တဲ့ရွေးကောက်ပွဲဟာ 我们的教育啊，为自己；男人爷爷啊，为自己；老婆婆啊，为自己；老外爹啊，没吧？那些尼玛男人嘛，都搞到文字族，都搞到他妈的，都搞到搞歪狐狸族，所以叫西尼阿乌萨阿狗走路有来得，不明奥来呀？那些 ICG 搞过来，都请我看下罗们乌央乌央的撇巴的，谁家都为乌央乌央耍呢？因啥样没都撇巴的？你老乌乌骚呢？阿婆阿姐都哭乌央。 စစ်ကောင်စီပဲပြောပြောနာဆကပဲပြောပြော လုတ်တဲ့အရာမှန်သမျှဟာနိုင်ငံတော်ပုံကံမှုကိုကျူးလွန်တာတဲ့လူတွေလုတ်တဲ့လူမှန်သမျှဟာလုတ်တဲ့အရာမှန်သမျှတရားဝင်ပါလားဥပဒေကြောင့်ရတရားဝင်ပါလားဒီလူလူတို့ကကျင့်ရပါလားဒီလူလူတို့ကစိုက်ပါလားဒါတွေကိုတကယ့်နိုင်ငံရေးသမားဆိုတဲ့လူတွေသိဖို့ကျွန်တော်ပြောပြတာပါကဲနောက်တစ်ချက်ဟုတ်ပြီနောက်တော့ရရရနေပြီလားဆိုတဲ့တန်တရား 新米米，巴掌嘞，年年这钙都恁飘米，哎呀呀，新年来嘛，双米米，西瓜也飘飘飘的米，大米也臭虫虫的米，白龙尼尼嘛，现在变了，把成龙米了。现在工头家现在手艺教教努力啊，尼玛他妈的，小娃没死，白龙哥嘛没死，屋里一千年呢，幺千年米，比奴隶老外的第二、第三、整整看米，现在国老外欧洲国没标准了，看看他妈也挺厉害，第七个。 မင်းအောင်လိုက်တို့စေအုပ်စုမတိဘူးမတင်နေတိတယ်ကျွန်တော်တို့တက်ပူတိတိတို့လေအဲ့ဒီနိုင်ငံရေးသမားတွေကိုအငားအငားပိုင်းနဲ့ဓာတ်တိုးခံခိုင်းတာငင်းချမ်းရေးဆိုတဲ့အတန်ထွက်ခိုင်းတာရီကော့ပွဲဆိုတဲ့အတန်တွေထွက်ခိုင်းတာဟုတ်ပြီအဲ့လိုပုံကန်သူကိုရှေ့ရသူများကျူးလွန်နေသူကိုဥပဒေများအရမျက်ကွယ်သေးတန်ချမှတ်ခွင့်ရှိမရှိရမရဒါကို NUG ရဲ့ ပြည်သူလူထုမန်ဒိတ်ရပါတယ်ရတာပါတယ်ဆိုတော့ NUG ရဲ့တရားရေးဝန်ကြီးဌာနကလုံရန်ရမရဗမာနိုင်ငံမှာလက်ရှိတည်သေးဥပဒေများဒေကဘယ်အချက်တွေနဲ့ညီဆုံးနေသလဲဗမာနိုင်ငံမှာရှိတဲ့1950စစ်ဘက်ဆိုင်ရာအဥပဒေတို့1950လာ1958လာကျွန်တော်မမှတ်မိလို့ငါခုနေမိတော့လို့နော်စစ်ဘက်ဆိုင်ရာဥပဒေများနဲ့ညီဆုံးနေလားဒါစဉ်းစားရမ မင်းအောင်နိုင်ကိုနိုင်ငံတော်အဆင့်တရားရုံးတစ်ခုကပြည်တွင်းမှာတရားစွဲပြီးတော့ပြည်တွင်းမှာဆိုတာကျွန်တော်မြန်မာနိုင်ငံတွင်းမှာမြို့အခု NUG အစိုးရအဖွဲ့ထားတဲ့ဝန်ကြီးဌာန18ခုရှိတယ်။ကျွန်တော်တွေမလုပ်ပါနဲ့ CDN ဥပဒေဒီပါတွေခဏဖယ်ပြီးတော့မင်းအောင်နိုင်ရဲ့ကျူးလွန်ထားတဲ့ပြစ်မှုတွေနိုင်ငံတော်ဝန်ကြီးဘုံအခြေခံဥပဒေဆိုတဲ့2008သူတို့ပဲပြဋ္ဌာန်းသူတို့ပဲအတည်ပြုသူတို့ပဲလက်ရှိကျင့်သုံးနေတဲ့ဥပဒေဒဲကဘု ဝတိဝချက်ကဥတွေချိုးဖောက်မှုနိုင်ငံတော်ပုံခံမှုနိုင်ငံတော်တမနာနဲ့နိုင်ငံတော်တိုင်းနိုင်ငံပုဂ္ဂိုလ်များမတရားဖန်ဆီးမှုပြည်သူတို့ကတပ်ဖြတ်မှုဘုံကျဲမှုနိုင်ငံဗန္နာများကိုမတရားအလုံးအစရှိစီတွေအချက်လက်ရှာပြီးတရားရေးဝန်ကြီးဌာနရဲ့နိုင်ငံတော်တရားသူကြီးချုပ်ခန့်အပ်ခါပြစ်ဒဏ်မျက်ကွယ်သေးဒဏ်ပုံကံသူအတွက်ပြစ်ဒဏ်ပြီးလို့ရနိုင်တယ်ဘာလို့လုပ်ကြတာမတည့်နမနိ နိုင်ငံတော်ပုံကံမှုတက်ပြီးမျက်ွယ်သေးတယ်ပေးခံထားရတဲ့သူရဲ့လက်အောက်မှာအမှုထမ်းနေတဲ့လူအကုန်လုံးကနိုင်ငံတော်ပုံကံသူဖြစ်တယ်အဲ့လိုရှင်းတဲ့နိုင်ငံရေးအဖြစ်ရှိပါတယ်ဆက်ထမ်းဆက်ထမ်းမင်းတို့ပြန်ငါတို့စစ်နိုင်တဲ့နေ့မင်းတို့ကပုံကံသူပဲနိုင်ငံရေးအပေါက်လေးကြီးဥပဒေအပေါက်လေးကြီးကိုရှာကြံတွေးတော်ပြီးတင်ပြခြင်းဖြစ်ပါတယ်လူချင်းမင်းတို့ဟာရော မင်းလိုက်ရောနိုင်ငံသူပုံကတူဟုတ်မဟုတ်နိုင်ငံတော်ကိုပုံကန်သူမဟုတ်ဟုတ်မဟုတ်နမနိနိုင်ငံတော်ပေါ်စီဖို့အခြေခံဥပဒေဖြစ်တဲ့သူတို့ကိုးကွယ်နေတဲ့သူတို့တဖောက်ဖောက်ပြောနေတဲ့နှောက်ရှိပေါ်စီဖို့အခြေခံဥပဒေများကိုချိုးဖောက်မဖောက်နမတော်မင်းလိုက်ကျူးလွန်ခဲ့တဲ့ပုံကန်မှုစစ်ရသည်မှုမှောင်များသောအတွက်မျက်ကွယ်ပေးတယ်ချမှတ်ခဲ့မယ်ဆိုပြီးဘလို့ထင်ပါသလဲဖြစ်နိုင်ပါသလားကဲဒီနေ့ညတော့ဒီလောက်ပါပဲနောက်နေ့မှဒီရက်စုံစည်းတဲ့အချက်လက်တွေနဲ့ကျွန်တော် စပြတ်ပါအားလုံးကျေးဇူးတင်ပါ